အားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့တော်လည်ရဲဘော်တွေရှေ့တန်းကနေနောက်တန်းပြောင်းချိန်ဘာတွေလောက်ရလဲဆိုတော့ကိုမျှဝေလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာအားလုံးလည်းဒီဖိုင်လေးကိုဝင်ရောက်ကြည့်ရှုပြီးတော့လေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ွှေးတွေချွေးတွေနော်နောက်ပြန်ရောက်လဲအားမနေရဘူးနောက်မှလည်းပြင်မဲမာတယ်လို့ရော့ဒီမှာတစ်စီးတစ်ချောက်မပြတ်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 အမေဟာဟွာလေးပြောင်းမင်းပြောင်းမင်းအဝါရောင်လေးတွေပေါ့အာဟိုဘက်ကျမကဘက်ကမှချွေးတွေမှာဟိုဘက်ကျမကဟွာလေးအစီးပြောင်းဒါအဝါပြောင်းပေါ့ ်ဒီအပေါ်မှာကျတော့ဥဥတဲ့ကလောဘင်ဟိုးထိတ်မှာကျတော့ဘာလဲကော်ပြောင်းဆိုတာမီးစိုက်မဲတဲ့ဒီအောက်ပတ်ပတ်ဆလေလေးတွေကတော့မရှိလို့ဟုတ်လို့စားပြောင်းလေးစိုက်တယ်လေးတွေစားရအောင်ပေါ့မော်လိုက်ကောင်းတယ်ပေါ့မင်းရလဲတနေ့ကိုပြင်ရောက်တာလောက်ကဲရှေ့ဖွဲ့ပြီးပြင်ရောက်တယ်ဆိုတော့နောက်မှလည်းနောက်ကလုပ်တွေလောက်ကရေတွေတောက်လို့ရလဲငါလည်းရေစားလိုက်တယ်ဟုတ်ပါဘူးဟုတ်ပါဘူး ွဲမိတွေကမှအစင်းငင်နေတဲ့ချိုရည်တွေပါနေ။ပေါက်တယ်ပေါက်တယ်နော်ဒီမှာတွေ့လား။ရဲဘော်တွေရောရဲမေးတွေရောအကုန်အလုံးလောက်ကြတယ်လို့နော် PDF တယောက်ဆိုတာလွယ်တာမဟုတ်ပါဘူး။တနက်ကလေးလွယ်ပြီးတော့ဗါလေယူနီဖောင်းလေးဝတ်ပြီးတနက်လေးလွယ်ပြီး line ပေါ်မှာတွေ့တာနဲ့ PDF ကအဲ့လိုလိုမထင်နဲ့တိုက်ပွဲသွားရင်တော့မသွားနိုင်နောက်အကုန်လုံးလောက်ကြတယ်ကြည့်အောင်နောက်တန်းမှာလည်းမကုန်ခိုင်းတယ်တစ်ပင်လေးစိုက်တယ်ဟိုဘက်မှာအမကြက်သေးမွေးတယ်အဲ့ဒါကြက်ချံအဲ့ဒါဝါးတွေခုတ်ခုတ်ပြီးတော့အမအဲ့ဒါကြက်ချံလေးအဲ့ဒါလောက်ကြတယ်အကုန်လုံး အဟိုးပဲနားလေးတော့မှာပဲလေးတွေအမအမအမမင်းလာမင်းလာအတိုင်ထောင်လာတာတွေကပဲလေးတွေပဲမြောင်းလေးတွေအဲ့ဒါပဲမြောင်းလေးတွေပင်တွေကုန်ထွက်နေပြီပဲတွေစိုက်ထားတာလည်းအပင်တွေကုန်ထွက်နေတယ်ဟာပြောင်းလေးတွေကပြောင်း ်ဖြေလုံးမကြီးအမလေးချော်လိုက်တာဟာဒီပင်လေးတွေဆိုတာမနေရမစုပြင်ရောက်တယ်ဆိုအဝယုံမင်းရဝကိုင်းလေးတွေခုတ်ဝယုံမင်းရဝကိုင်းလေးတွေခုတ်ပြီးတော့မှအဲ့ဒါပဲပင်လေးတွေအဲ့လိုလေးတွေတိုင်လေးလိုက်ထောင်ပေးအာတိုင်လေးလိုက်ထောင်ပေးခုအပြာအတန်းလေးတွေကအဲ့ဒါအောက်မှာဘူးတွေဟိုဘက်ကိုစင်ဆောက်မှာပေါ့နော်ယောက်ျားလေးတွေကဝါးသွားခုတ်နေရဲဘော်တွေကဝါးသွားခုတ်နေတယ်စင်ဆောက်တာပေါ့အမှန်တွေ့လားပဲပင်လေးတွေအာနောက်တန်းမှာ နောက်တက်မှမစလို့ဟိုဘယ်လိုပြောမလဲဟိုရှိနေတဲ့ရက်ဆိုလဲအခုလိုမျိုးပဲအလုပ်တွေလောက်ကတာပင်မန်းနေပင်မန်းနေပင်မန်းမှာရှင်ဟိုအာမနေဘူးပေါ့နော်ဒီဒီဝတ်ဒီကိုစိုက်ပြိုးတဲ့အပင်လေးတွေကစားတောက်ကြတဲ့ခါကျတော့လေကိုယ့်ရဲ့ကြည်သူတွေလူရတာတက်တာတာပေါ့နော်အဲ့တော့နောက်မှရှိတဲ့ရဲဘော်တွေလည်းဟိုရှင်းတန်းမသွားနိုင်မသွားနိုင်တဲ့ရဲဘော်ပေါ့နော်နောက်မှရှိတဲ့ရဲဘော်တွေလည်းနောက်မှရှိတဲ့လူမျိုးလေးတွေအဲ့လိုလောက်ကြတယ်ပြီးလို့ရှိရင်ဒီမှာ ဒါတော့ဟိုရာရှိရဝယ်ပေးတာပေါ့နော်ဝယ်လေးနှစ်ကောင်ဟိုဗလဲစဖိုရှိတယ်လေစဖိုမှာထမင်းရည်ထမင်းတွေရှိတယ်စဖိုမှာထမင်းရည်တွေထမင်းတွေရှိတော့အဲ့ဒီစဖိုကဒီထမင်းရည်တွေထမင်းတွေလာဟာတမဖြစ်အောင်ဆိုတော့အော်ဗလဲဝယ်လေးနှစ်ကောင်ဝယ်ပေးတယ်ပေါ့နော်ဆရာမကဝယ်လေးနှစ်ကောင်ဝယ်ပေးပါတယ်ဒီချက်ကလေးတွေကတော့မစုရဲ့မစုဟိုးတော်လှန်ရေးဆဆအောင်ကဟိုးတော်လှန်ရေးအဆအောင်ကကော့ဂရိတ်မာတော့နေတာကော့ဂရိတ်မာတော့ကလည်းမစုပက်ကင်းလှဲတဲ့ခါကျတော့သူများ ိုအမိုးတွေอ่ะပေါ့เนาะကြက်မွေးမလားမီးဆိုပြီးတော့မွေးမဲမိုးဆိုအဲကြက်ကလေးပေးလိုက်တာကြက်လေးပေးလိုက်တာလေးကိုယူထားပြီးတော့အမစုဟိုဘယ်လိုပြောမလဲပွာလာတာပေါ့เนาะကိုကတော့အဲကြက်ကလေးလွတ်ထားလိုက်ပြီးတော့မှအလုပ်တွေလုပ်ပါလုပ်နေတော့တလာပြီးတလာတလာပြီးတလာနောက်တော့အမဟိုဘာလဲရိတ်ခါဝယ်ချက်တဲ့နေရာမှာဟိုချက်သားဝယ်ချက်တဲ့နေရာမှာချက်တွေလိုက်ရွာတွေကချက်တွေဝယ်လဲဝယ်ရောအရှင်ပါလာတာအရှင်ပါလာတဲ့ချက်ကဥဥရောအဲ့နဲ့မချက်စားတော့ပဲနဲ့မွေးလိုက်တာပေါ့เนาะအဲ့ချက်နှစ်ကောင်သုံးကောင်ကနေပြီးတော့မှဟိုနေလိုက်တဲ့ဥစ္စာနောက်ကြသူတားတွေပေါက်ပြီးတော့အများကြီးပဲဖြစ်သွားအဲ့အဲ့တားပေါက်တဲ့အုပ်ကတခါအကုန်ပြန်ပြီးတော့မွေးထားလိုက်တော့လေ အခုဆိုကြက်တွေကအများကြီးပဲဒီလိုမျိုးခြံဆောက်ထားတာပေါ့အဲကြက်ခြံကိုအဲ့လိုမျိုးလေးဆောက်ထားတာဟာဟာဒါမဆွဲကြက်တွေပဲအကုန်လုံးပေါ့နော်ဒါပေမဲ့ဟိုမဆွဲမုတ်ဖိုးလေးတွေကနေဝယ်မွေးတဲ့ဝယ်လဲမွေးတာပေါ့နော်ဝယ်မွေးတဲ့ကြက်တွေဆိုပေမဲ့လည်းဒါအကုန်လုံးကဒီတက်ခွဲရဲ့ကြက်တွေပဲပေါ့နော်တက်ခွဲရေပေါ်အားလုံးရဲ့ကြက်ပါပဲမဆွဲဟိုကြက်သားတော့စားတယ်ဒါပေမဲ့မြင်သားကြားသားမစားဘူးကိုမွေးတဲ့ကြက်လည်းကိုမစားဘူးအဲဒီကိုအခုမဆွဲကြက်မွေးတာ၃နှစ်လောက်ရှိပါပြီပေါ့နော်အဲ၃နှစ်မှာမဆွဲတစ်ခါမှကိုစီကမွေးတဲ့ကြက်ချက်တဲ့ဟာတစ်ခါမှမစားဘူးပေါ့နော် မွေးပေးတာပေါ့သူတို့အတွက်ပဲမွေးပေးတာပေါ့ရဲဘော်ကြီးတွေ့မွေးပေးတယ်တခါဆိုလို့ရှိရင်ကော့ဂရိတ်ဟိုဗာလဲ6နှစ်ခွားဘက်ကိုရှေ့တန်းတက်လာတော့လိုက်တာပြန်လာတော့ကြက်တွေအကြီးကြီးကုံသွားပြီးချက်စားလိုက်ကြသူတို့အသေးလေးတွေပဲကြံခဲ့သူပြန်လာပြီးတော့ငိုတာတိတာငါကြက်တွေချက်စားရဲလို့ကုံသွားမျိုးပြုတ်ပြီးဆိုပြီးဒါပေမဲ့မျိုးကမပြုတ်ဘူးဥနေတဲ့ကျမဝင့်နေတဲ့ကျမတွေတားပောက်ကြီးတွေအနေမှာပြန်ပြီးတော့မှလေဟိုဟာမျိုးပြန်တက်လာတော့အခုတော့စီကံတကြနဲ့စနေတကြနဲ့ပေါ့ဒါဆိုကလောပင်လေးတွေမိုးလိုက်ကလောပင်လေးတွေအဲရဲမေးလေးတွေမနဲ့က ဓာလေးတွေနဲ့ခုတ်ထိပ်ပြီးတော့စိတ်ထားတာပေါ့နော်ဒီဒီဓာလေးတွေဓာလေးတွေကိုလူမျိုးလေးတွေထောင်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 ပြီးတော့စိုက်ထားတာပေါ့ဒါကြတော့ဥလဲစားရတယ်ဒီဘက်ရဲ့ဒေတာမှာကြတော့အဲ့ဒီကလောပြင်းကြီးများတဲ့အများကြီးရတဲ့ခါကျရင်တို့ကဟိုတူးပြီးတော့ရောင်းရတယ်ပေါ့နော်အဲတူးပြီးတော့ရောင်းရရောင်းရလဲဆိုပျောက်စားပါစားကိုရောင်းတာမို့တို့အများကြီးပဲအများကြီးပဲကီလိုတွေနဲ့ဝယ်ကြတော့မိတို့အဲ့ဒီလူမျိုးအဲ့ဒီနဲ့ထည့်ပြီးတော့လေအများကြီးပဲအဲ့လိုမျိုးဝယ်ကြတာအဲ့တော့ကိုလဲနောက်မှနေနေပေါ့နော်အခုလူမျိုးတစ်ဖက်တစ်လမ်းကနေပြီးတော့မှတက်ရဲ့ရိတ်ခငွေလေး ရှားလူရညာပေါ့အဲ့ဒါအပင်လေးတွေလူမျိုးကလောပင်လေးတွေစိုက်တယ်ပြောင်းပင်လေးတွေစိုက်တယ်သီးပင်စားပင်တွေစိုက်တယ်အမစလို့ဒီနေရာအာချက်လေးတွေမမဲ့ရရမစူးအဲ့ဒါတဏှီအစမှာဟိုတုံးလုံခဲ့တဲ့တုံးချက်တွေပြချက်တွေကထွက်ပြေးရမခုလေးနဲ့ဝယ်ပြီးတော့စုထားတာလေးတွေပေါ့နော်အဲဒီလိုလိုမျိုးလေးတွေဒီချက်ကစနစ်တကျလေးပေါ့အာပြန်ပြီးတော့ငူရပေါ့အမလေး ဒေါင်ကတွေပါတချင်းနေဖွင့်လို့အေးနားကြ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 အမမဟုတ်လေကျမရဲ့ရဲမိနေနားနားပြီးမောပါအေးပါအစိရလည်းနှစ်ထုပ်ပဲကြည့်ရကန်ကောင်းတော့အစိကုံကလည်းတို့ပါအဲ့ငါပောက်ထားတဲ့ဟာလေးလောက်လားဟုတ်လားဟောမဟုတ်လေပြောင်းစီလောက်လားပြောတာလူညင်းနေကန်ကောင်းကကြောင်ကိုစိုက်ကြမရှိတော့အဲ့ငါပြောပြင်လေးတွေငါပြောပြင်ဆိုလဲမစုကားနဲ့သွားတူးတာပေါ့နော်သွားတူးပြီးတော့အဲ့ငါပြောပြင်လေးတွေ စိုက်တယ်ဟာကြည့်အာနေရာလေးဆိုလဲဒီစရာမရှိဒီလက်ညီလေးထောက်ဝယ်ပြီးတော့တောင်စာပြီလေနော်တောင်စာကြီးမှာပောက်ပြီးတော့နေရာလေဟလာလောက်တယ်ပန်းလေးတွေစိုက်တယ်ဝါသနာပါတယ်လေပန်းလေးတွေစိုက်တယ်မစူအတော်လေးလျှောက်သွားရင်ပန်းမင်လေးတွေရလာရင်အဲ့လိုလေးနှုတ်လာပြီးတော့ဝင်နှုတ်လာပြီးတော့အဲ့လိုလေးလျှောက်ပြီးတော့စိုက်တယ်ငြိမ်လဲမနေငြိမ်နေရမဲ့လှုပ်စင်မစူဟို အရင်မောနေစကားများပြီ။အားစီအားစီမိတချင်းလေးဖွင့်။မိရင်ငွေနှွေးနှွေးအောက်မှာလက်နဲ့တွေ့ချစစ်ပွေးရက်ကအငိမ့်ညံဆုံးသောပန်းတို့ဝေစာ။စဖိုးဆောင်စဖိုးဆောင်စဖိုးဆောင်ထဲမှာ မိချက်နေတဲ့အဖွဲရဲ့ချင်းဖြတ်တဲ့အဖွဲရဲ့ဝင်လာပြီးတော့တချင်းတွေဖွင့်နေတာမိရဲ့လားမမီကနာပါလီမိမီအမှားဒီဒါတော့မဆွဆဖို့တောင်ပေါ့နော်ပူလောင်လေးဖြစ်ပါတယ်တဲ့ ထည့်ရတာစပိုပေါ့နော်အဲသူတို့ဒါဆိုလို့ရှိရင်ရေပေါ့အများသမင်းစားသမင်းစပိုနဲ့သမင်းစားနဲ့တွဲလိုက်တာပေါ့တွဲထားလိုက်တာပေါ့ဒါဆိုရင်သမင်းစားတော့သမင်းစားချိန်ရမှာကြာသေးသူတို့အကုန်လုံးနားနေတယ်ဟမ်အထင်းပေါ့နော်အမှန်ဆိုရင်တော့ထင်းတည်းထားတယ်ပေါ့အကထင်းကတည်းဆောက်မနိုင်အားတော့လို့ဒီဘေးမှာပဲထင်းကောက်ထားတယ်စပိုချက်တယ်ဒီမင်းကဘာဟင်းလဲကျုပ်ကျုပ်ကျုပ်ချင်ရဲ့အဲလူလေး90တားလဲကျုပ်ချင်ကဘယ်လိုလဲ ဒီသားတို့ကတော့တွန်လိုက်ရေးပြီးရင်ဒီသားတို့တွေပိတ်မယ်သားတို့လုတဲ့စိုက်ယုံတွေအကုန်ပိတ်မယ်အာလူးစိုက်တဲ့ဟိုနေစိုက်ခင်းတွေပိတ်ဂေါ်ဒူသားနဲ့ထိုးမယ်ဂေါ်ဒူသားနဲ့ထိုးပိတ်မယ်မုံသွားလို့ကြက်ဥတွေမမွေးတော့မုံသွားပြီနေတိုင်းမဲ့အဲ့လိုကြီးပဲစားနေရတာပေါ့ဒါကတော့စံပုံးလေးပေါ့စံပုံးစံပုံးလေးအတောင်စီကြီးရဲ့ ဒီကတော့ဘာရေးဆွဲတယ်လေဒီကတော့ဘာလဲအဒီဘက်ဇောင်းလေးမှာတစ်ပင်လေးတွေအကုန်အပင်ထွက်နေပြီဥမာတော့စိတ်စိတ်လေးတွေထွက်နေတာဇောင်းလေးတွေမှာအပင်လေးတွေအဲ့ဒါအကုန်လုံးအဲ့ဒါကြတော့ဟိုကလည်းချမောင်တို့မုံညင်းတို့ဆက်လက်ရွက်တို့မုံလာဥပင်ပေါက်တို့မခေါ်တတ်ဘူးပါလေအများကြီးပဲပေါ့နော်အပင်လေးတွေပေါ့အဲ့ဒါဒီစိုက်ထားတာပေါ့အမြောင်း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 လေးနဲ့ဆောင်တာအပင်ပေါက်လေးတွေထွက်အကုန်ထွက်အကုန်ပင်ပေါက်လေးတွေထွက်နေပြီပေါ့နော်အဲ့ဒါတောင်ဆောင်ရဲ့အောက်ခြေဒီမှာအပင်လေးစိုက်တယ်တောင်ရဲ့ဟိုးအပေါ်မှာကြတော့ ခုနလိုမျိုးပေါ့ကိုပြောင်းလာပါလားပေါ့နော်အဲ့လိုမျိုးပေါ့တရရမှုမရဘူးတဲ့ရောင်းစားဖို့ရဲ့တိလီကြာပြီလားဟုတ်မရဘူးလားအပန်းလေးကြီးကုန်းပြောင်ပြောင်ပါဆိုတော့လေကုန်းပြောင်ပါမှာဆိုတော့အပန်းလေးကြီးဆက်ဆိုင်တာ ကန်းဆိုင်တာလည်းဝါသနာပါတယ်သစ်ပင်ဆိုင်တာလည်းဝါသနာပါတယ်တိရစ္ဆာန်မှုရလည်းဝါသနာပါတယ်အဲကြောင့်အကုန်ဖြောက်ဆိုင်တယ်ကုန်ပြီးပြောင်းထုတ်ရင်ငါကုန်ခေါ်ချပါပြောင်းမယ်ဆိုတာဆက်ပြတ်တယ်ဟုတ်တယ်ဟုတ်တော့နေလာဟိုလူမျိုးမထိုင်ရတော့ငါငါဆက်လက်ကြည့်ကြည့်နေငါသွားပြီးတော့တာဟုတ်ကျွန်တော်တော့ပေါက်တူးနဲ့ပေါက်လိုက်တာလေဟိုတစ်ခုနဲ့တစ်ခုတထောင်မရှိသေးရှိတာလေချာပို့လိုက်ကျင်တာတန်တာပြောတာကိုပေါက်လာတယ်ရိုးရှင်းအများကြီးထုံပြီးပြလိုက်မထိုင်နိုင်မထိုင်နိုင်ပါဗျာဆိုက်ပြီးသွားပြီး ဟိုသူတို့ဟိုဘက်ဟိုကဟောပြောင်ငါဒီဒီတဲနောက်ဒီဘက်ဘက်ဟိုဟွာရောင်နှစ်ထုပ်ပါလေအဲ့ဟွာပြောင်လေးစိုက်လိုက်တယ်ဟိုဘက်ချောင်းကအစီပြောင်လေးစိုက်တယ်သူတို့ဟိုတောင်ထိပ်ပေါ်ကကြတော့ခေါ်ပြောင်စိုက်ဖို့ကဲအဲ့ဒါဆိုရင်တော့သူတို့လည်းပြီးပြီဆိုတော့ပေးထားလိုက်တော့မျိုးတော့ဆက်ကြမချွတ်ခဲ့ပြီးပြန်တက်လို့မရမော်ရဲမော်ရဲမော်ရဲရှင်းမောပါတယ်ရှင်း မောပါတယ်ရှင့်ပြမန်မူပြမန်ဆင်းရဲမှုတွေဆိုတာလည်းခုနပြောလို့မျိုးပေါ့ရှေ့စစ်သွားတိုက်နေမှာတော်လန်ရင်မဟုတ်ပါဘူးเนาะဟိုတိုက်တက်ခွဲတခွဲမှာဆိုလို့ရှင်ဟလာဟိုစစ်တိုက်တဲ့လူရှိတယ်ဟိုစစ်မတိုက်နိုင်တဲ့ကလေးတွေရှိတယ် မင်းကလေးလည်းရှိတယ်မင်းကလေးချို့ဆိုလို့ရှိရင်တော့လေတိုက်ပွဲဝင်နိုင်တယ်တချို့ကလည်းမဝင်နိုင်ရဘူးပေါ့နော်တိုက်ရုံမိုက်ဆိုင်ရာအာဆေးရေးဆရာဆင်းငိုင်ပါညာရှိတယ်သူရဲ့တောင်းဝင်တောင်းဝင်ကိုစီနဲ့ပေါ့အဲအဲ့ဒီမှာရှေ့တန်းကိုသွားဖို့အစင်းနဲ့မဖြစ်သေးတဲ့ကလေးတွေရှိတယ်ပြီးလို့ရှိရင်နောက်မှပြန်ပြီးတော့နားရတယ်ပေါ့နော်ချင်းပေါ့လူချင်းတယ်ပေါ့နားတာပေါ့အဲအဲ့ဒါမျိုးတွေရှိတယ်အဲ့ဒါဆိုရင်နောက်မှကြာလို့ရှိရင်ခုနကမစုပြတယ်လို့မျိုးနောက်ကနောက်ကတောင်းဝင်ဒီအကုန်လုံးကငါလေးအုတ်ကန့်ဟာဒီယူမသွားနဲ့တော့နော်သမီးနေဖေးစားဖို့နှွေးရမပြေနှွေးပြီးတင်ပြီးလား အဲ့တော့ဟိုဘယ်လိုပြောမလဲအနောက်မှာရှိတဲ့လူတွေလည်းခုနပြောသလိုမျိုးပေါ့တက်မှာကအခြေခံစီကံကောင်းမှုပေါ့နော်စီကံကောင်းမှုရယ်စနစ်ပေါ့နော်စနစ်ကောင်းမှုရယ်ပေါ့အဲစီကံကောင်းမှုရယ်စနစ်ကောင်းမှုရယ်ကဲမဆုတော့ဟုတ်ပါပြီတော့တယ်မှာနောက်ထပ်ဘယ်လောက်နေရအောင်ပါလဲတလားနှစ်လားနဲ့ပြန်ရမှာလားအခုပဲကိုတို့ဘယ်လိုပြောမလဲတစ်နှစ်လောက်ပဲနေရမယ်ထင်ပြီးတော့မှတလားနှစ်လောက်ပဲနေရမယ်ထင်ပြီးတော့မှတော့ကြာပဲပြီးတော့မယ်အခုပဲပြီးတော့မယ်ဆိုရက်ဟိုအတွေးတွေနဲ့တော့လိုင်းကြီးလောက်လာအခု၄နှစ်ရှိပြီ ဟုတ်တယ်နော်လေးနေရှိပြီဒီလိုမျိုးလေးတွေဟုတ်အစောကြီးတွေကတော့ဟာမွေးမြူစိုက်ပြိုးခဲ့မယ်ဆိုလို့ရှိရင်အခုဆိုတော်တော်လေးကိုဟိုဘယ်လိုပြောမလဲခြေနေလေးတွေကောင်းနေဒါပေမဲ့အထိုင်နဲ့မနေရဘူးပေါ့နော်မဆိုလို့ဆိုကြိုက်လိုက်ပြောင်းနေရပြောင်းနေရနှံ့တာပေါ့ပြောင်းနေရနေရဒီကနှံ့သွားပြီအခုဒီဘက်ဒီနေမြေဘက်ကိုရောက်လာပြီဆိုတော့ဒီနေမြေကိုရောက်လာတော့မှ ရောက်ပြီးတော့မှနှစ်လလောက်ကြာမှမဆိုတာတင်တန်း၃လသွားတယ်အခုတင်တန်းပြန်လာတော့တင်တန်းမသွားခင်တော့တနေရစက်ပြောင်းကြီးတနေရတနေရမှာဘားတိုက်ဘားကြီးစောက်ထင်းနေပါလေရှာပင်မဲမြန်ရောဘားတိုက်စောက်ပြီးတော့စဖိုးဆောင်လေးစောက်ပြီးတော့မပြီးသေးဘူးတော့မဆိုလို့တင်တန်းသွားတယ်တင်တန်းကပြန်လာတော့တခါဒီဘက်ကိုတခါထပ်ပြောင်းသွားတယ်ဆိုတော့ဒါအခုဟိုဒီနေရာလေးမှာဟိုဘယ်လိုပြောမလဲဟိုမြေလွတ်လဲဖြစ်တယ်လွတ်လွတ်လပ်လပ်လဲပေါ့နော်နေလို့စိုက်ပျိုးစားလို့လည်းရရတယ်ပေါ့ဒါပေမဲ့အပင်နေပါတွေကတော့မရှိတော့ ဟိုနေဘူးကွက်ကြီးဖြစ်ညာပေါ့နော်အဲ့တော့ကိုကကိုအပင်လေးတွေစိုက်ပြိုးပြီးတော့ကိုကကကိုဟိုအခုလိုမျိုးလေးတွေရက်တည်ရတာပေါ့နောက်အရှိမတော်နိုင်နဲ့နောက်မှာတိုင်ဝင်ထန်းဆောင်တွေရဲဘော်တွေအများကြီးပဲရှိတယ်လေနော်အဲ့တော့ရဲဘော်တွေအကုန်လုံးကခုနအိတ်လိုက်စားလိုက်မဖြစ်ဖို့အတွက်နော်အိတ်လိုက်စားလိုက်မဖြစ်ဖို့အတွက်ဒီမှာနောက်နောက်တန်းမှာရှိတဲ့တိုင်ဝင်တွေပေါ့နော်အကုန်လုံးနေကတူပေါ့အကုန်လုံးလုတ်ရတယ်မနေ့မနေ့6နာရီတန်းစီတယ်သူတို့6ခွဲမနေ့အစာပြေစားတယ်ခုံမှာဆိုလို့ရှိရင်ဝယ်စီမှုတ်ပြီးလှုပ်ဆကြင်အဲ့ကနေ10နာရီထိုးမှအလုတ်သိမ်းတယ် ဟိုပုံမှန်တော့10နိုင်ခွဲမှာတိမ့်တာပေါ့နော်အခုအနေနဲ့ပြင်းလာတော့10နိုင်ထိုးမှာတိမ့်လိုက်တာပေါ့ရှင်10နိုင်ထိုးမှာတိမ့်လိုက်တာပဲတိမ့်ပြီးစက်တင်မှာထမင်းစားတယ်အဲသူတို့နေ့လည်းနှစ်ချက်နေသားသမားတွေလိုပဲနေ့လည်းနှစ်နိုင်ထိုးနေ့လည်းတစ်ချက်ထိုးတော့ပြန်ဆင်းတယ်တစ်ချက်ထိုးကနေပြန်ဆင်းပြီးတော့ညနေ4နိုင်ထိုးမှာအလုပ်သိမ်းပေးတယ်ညနေကျတော့ရေချိုးမယ်9နိုင်ထမင်းစားတယ်ရေကအဝေးကြီးပဲသချိုးရရေရှားနေသေးတော့လေအဲ9နိုင်မှာထမင်းစားတယ်ပြီးရင်သူတို့နိုင်ပဲနားတယ်6နိုင်မှာ record စီတယ်ဟို လိုပြောမယ်အဲ့ဒီမှာဟိုဟိုတနက်တွေစစ်တယ်ပေါ့နော်တနက်ကင်တွေမှုအချိန်မရှိတဲ့လူကအပြစ်ပေးခံရတယ်ပေါ့ဟာလာကင်းစကင်းပါပြက်တဲ့လူကအပြစ်ပေးခံရတယ်စသည်ပေါ့ဒါမျိုးတွေပေါ့ညနေတော့ကော့စီတယ်အဲပြီးလို့ရှိရင်တော့သူတို့ညခွန်နိုင်ဆိုရင်ကင်းစားတယ်ပေါ့နော်အဲတာဝန်ကြရကင်းဆောက်ခါတယ်ပေါ့နော်ဒီလိုမျိုးပဲပုံမဲ့လေပတ်သွားတာအချိန်မှာအကုန်လုံးမှာအားတယ်လူ ကိုဘာမှမရှိကြဘောเนาะအားရလို့တိတ်မရှိကြဘောเนาะခလေးတွေလည်းအကုန်လုံးပင်မဲမှာတယ်ရှေ့သွားတာမဟုတ်လဲနောက်မှာလည်းပင်မဲတယ်ရှေ့ကခလေးတွေဆိုရင်လည်းပင်မဲနေအခုဟိုမဆလို့ကိုညလိုက်ပို့တဲ့ခလေးတွေဆိုလို့ရှိရင်ရှေ့ထဲမှာဘောเนาะအခုဆိုကိုကရုတ်ချင်းတွေဒူးရတာဘောเนาะကဲဟေးဆိုရက်ကရုတ်ချင်းတွေဒူးရတာဘောအဲ့ဒါသူတို့လည်းဟိုမှာကရုတ်ချင်းတူးရတယ်အဲ့လိုပဲလက်နှက်ကြီးလာလိုက်ရှောင်းလိုက်ကရုတ်ချင်းတူးလိုက်ပေါ့နော်တူးလိုက်ပေါ့အခုအခုဒီနေ့ထီတော့ကရုတ်ချင်းတူးရတော့ဘုံပေါ့နော်အဲသူတို့ဟိုကတော့ဘယ်လိုပြောမလဲဟို လက်နဲ့ကြီးတော့ပဲကြာသေးတယ်ဒီလိုထိတ်တိုက်ပစ်နေရတဲ့အခန်းကိုမရောက်သေးဘူးပေါ့နော်မရောက်သေးပါဘူး။နောက်ရှေ့ကကလေးလည်းပင်မနေနောက်ကကလေးလည်းပင်မနေပေါ့နော်။အဲ့တော့ဘာပဲဖြစ်ဖြစ်အာအားပေးကြပါနော်ပါဝင်ကူညီပေးကြပါနော်ပြီးတော့ဟိုအားအားမနေဘူးဆိုတဲ့အကြောင်းလေးကိုပေါ့နော်မစလို့ရေမြတ်ဆန်ဒီစစ်ချောင်းကစနစ်တကျဖွဲ့စည်းဟိုတီဆောက်ထားတာဖြစ်တယ်ပေါ့နော်စနစ်တကျဖွဲ့စည်းတီဆောက်ထားတယ်ဆိုတဲ့အကြောင်းလေးတွေကိုခုနကတော့ဟို ပုံရိပ်ကလေးနဲ့မဆူပြပေးတာပေါ့နော်ပြပေးတာပါစီကံရှိရှိနဲ့စီကံရှိရှိနဲ့စနစ်တကျနော်စီကံရှိရှိနဲ့စနစ်တကျအဖွဲ့စည်းတီဆောက်ထားတဲ့စစ်ကြောင်လေးတစ်ကြောင်ဖြစ်တယ်ဆိုတာအရာလေးတွေကိုမဆူခုနလိုက်လံချပြတာဖြစ်ပဲမဆူချပြတဲ့ပုံစံလေးကိုကြီးချင်းအဖြစ်ကနော်ကြီးချင်းအဖြစ်ကဒီစစ်ကြောင်ဒီနော်ဘယ်ရင်မတာမဟုတ်ဘူးဆိုတာကိုဟာဟိုကြည်ရနဲ့တက်တည်တက်တည်တခုဖြစ်ပါတယ်เนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ပြည်သူတွေနဲ့တသားတွေပါเนาะပြည်သူတွေနဲ့တသားတွေပါအဲကိုအပြင်မှာရှိတဲ့ပြည်သူတွေဟို ပေမဲ့ဆင်းရဲမှုတွေကြုံတွေ့နေရတယ်လို့ကျွန်တော်တို့တွေကတော့ထဲမှာနေပြီးတော့မှဟာလာသူတိုက်ပွဲရှိမှသွားတာတိုက်ပွဲမရှိတဲ့ရဲမသွားရဘူးပေါ့နော်ရင်တော့တော့အလိုနာနာနေနေကြတာပေါ့အခုကတော့မဟုတ်တော့ဘူးပေါ့နော်နာနာနေနေမနေပါဘူးကျွန်တော်တို့ဟိုနောက်မှာရှိတဲ့တာဝန်တွေကိုအကုန်လုံးပေါ့နော်အရာရှိတော့ရဲပေါ်ပြီးရောအကုန်လုံးမျှပြီးတော့တာဝန်ထမ်းဆောင်နေတဲ့ဆိုတဲ့အကြောင်းလေးကိုပြောပြရင်းနဲ့အဲမစုဒီလောက်ပါပဲရှင်ဟော ားလုံးကျေးဇူးတင်ပါတယ်ဝင်ရောက်ကြည့်ရှုသူအားလုံးကအသေးလေးတွေ comment ကလေးတွေပေးသွားပေးကြပါမိသားသမီးတွေအားလုံးเนาะမိသားသမီးမှန်ရှောင်းလို့တော့အဘသားသမီးတွေဝင်မလာခွဲနဲ့စောက်ခွက်ကိုဟိုဗာလဲသံပလန်းနဲ့ပို့မယ်နော်ခြံမခတ်တော့ဘူးကြာလို့တက်နေလိုက်မှာစောက်ခွက်ကိုခြံခတ်ပြီးတံမလန်းနဲ့မပေါ်တော့စောက်ခွက်ကိုတက်နေပြီပုံရောင်ရောင်လို့တော့အဘသားသမီးတွေငါထဲကိုဝင်မလာကြနဲ့နော်ငါအမေသားသမီးတီးတက်မယ်ခေါ်တာအဘသားသမီးတွေရောင်လို့တော့မခေါ်ဘူးဝင်မလာခဲ့ကြနဲ့